မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေချက်ပရိသတ်ကြီးမြမပေရင်နဲ့ဂမ်ဘီယာပညာရဲ့နည်းနည်းလာတဲ့လေ့ဝဲချက်တခုကိုပေါ်ထုတ်ဖို့အချိန်ရောက်ပါပြီဒီနေ့ကြည့်ရှုနားဆင်ရမယ့်အကြောင်းကဘဝစီဘဝလမ်းကြောင်းအစိုးဆုံးကြက်တဲနေတဲ့အချိန်မှာတော့ဂျိုစီဂျွန်နင်းကိုနိုင်ယူပြီးရွှေအောင်လမ်းကြောင်းဖွင့်လည်နေကျွန်တော်ရွှေညာမြေ channel ရဲ့ဗီရင်လက္ခဏာဂမ်ဘီယာပညာသုတေသီဆရာကြီးဦးမြတ်ဆန်ရဲ့240တွေ့ကြုံကနေထုတ်ဖော်မဲ့နေသားအလိုက်စီဘဝတက်ခြင်း တပန်းစင်နီဘာရီလုံးမဲထင်လဲယိုးလေးပါတင့်နေသားဂျိုကိုတီးဖို့ပါ စနေတနင်္ဂနွေတနင်္လာစတဲ့နေသားကိုတီးဖို့ပါပဲနောက်တစ်ခုကယုံကြည်မှုတစ်ခုတည်းပါဒီနေ့လမ်းကိုဘယ်မင်းမြတ်တည်းရလှုပ်ဝဲပညာဖြင့်သိသိထားခဲ့ကြတဲ့နှစ်ပေါင်းထောင်ကျော်ပါပြီအခုချိန်မြင်ရတော့မှာကတင့်အတွက်ပါအတိတ်ကောင်းချင်းစီးပွားမောက်ချင်းကံအားနေခြင်းတွေကိုဘယ်လိုဖြစ်ရှင်းမလဲဒါကိုသိချင်တော့ ကျွန်တော်ရှင်ညမြေ channel ရဲ့ဗီဒီယိုလက္ခဏာကံမြတ်ပညာသူတည်တည်ဆရာကြီးဦးမြတ်ဆန်ဟောပြောမဲ့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါနည်းသားသမီးအားလုံးဖိတ်ကြပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည်စုံနိုင်ကြပါစေကြောင်းရွှေညာမြေ channel မှတစဉ်ဒီရင်လက္ခဏာကံပြပညာသူတွေသည် ဆရာကြီးဦးမြတ်ဆန်ကစူတောင်းမြစ်တာပို့တာပါလေအခုဆိုရင်ဟလာဝတန်ကားလို့ခေါ်တဲ့မိုးရုလည်းရောက်ပြီးပြတာဖြစ်တဲ့အတွက်ကိုနေသားသမီးများအပူတော့ကတွေငြိမ့်တော့မယ်ကျွန်တော်တို့ဥမာကားလို့ခေါ်တဲ့တရားမင်းကယရနာရွှေမိုးငွေမိုးများပက်ပြန်းပြီးတဲ့ကာလအေးချမ်းအောင်ကဘာမြေကြီးအေးချမ်းအောင်ပြုလုပ်ပြီးနေတဲ့ကာလလည်းပြတာဖြစ်တဲ့အတွက်ကိုနေသားသမီးများ အေးချမ်းသာယာကြပါစေ။ကောက်ဘဲသီးနှံများလည်းကြားကြပါစေ။စံရည်စပါးများလည်းပေါ်ကျော်ဝါကြပါစေ။အများခொနည်းသားသမီးများ ခံစားနေရသောစိတ်ဒုက္ခအပေါင်းမှမလဲ။ကြီးငင်းပြီးရောအေစီဒန်လိုရာဆနပြေဝပါစေကြောင်းရွှေညာမြေ channel မှတစ်ဆင့်ဧဒင်လက္ခဏာကံပြပညာသူတည်သည်ဆရာကြီးဦးမြတ်ဆံမှစူတောင်းမြစ်တာပို့တာပါတယ် ဆရာရဲ့ channel မှာလိုက်လံကြည့်ရှုနေတဲ့ခွန်ရသားကြီးများဆရာပေးထားတဲ့ခေါင်းစဉ်ကတော့စီဝါတက်ချင်းတပ်ပန်းစဉ်ဆိုတဲ့ခေါင်းစဉ်လေးအတိုင်းဆရာကတော့ခွန်ရသားကြီးများတွေစီဝါတွေတက်စေခြင်းနဲ့ကြီးဝါစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့ဒါကလည်းဆရာရဲ့မှန်ကန်သောမေတ္တာစေနာပါအဲ့ဒီမှန်ကန်သောမေတ္တာစေနာကိုအရင်ခံပြီးတော့မှ ဆရာရဲ့အကျင့်သီလတိတ်ခါတမာရီပညာစရည်အဲ့လိုမျိုးအတတ်ပညာရည်နဲ့ပေါင်းစုပြီးတော့ဆရာရဲ့တစ္ဆာစကားနဲ့ခொနည်းတာပြင်းများကိုကျေနာရှင်မငွေမများဟောသွင်းပြတဲ့ကဲ့သို့ကြီးဝါချမ်းသာပြီးပရမညာစိန်ကြောင့်ဆဲတော်ပြီး ကစားနိုင်ကြပါစေလို့ဆရာကတော့စုတော်မြတ်တာဥဒါခြင်းပါတယ်။တော့ဆရာကအခုစီးဝါတက်ခြင်းတပန်းစဉ်ဆိုတာက နမိတ်ဤရလဲကောင်းတယ်လို့ ကံရလဲကောင်းစီတတ်တဲ့ဆရာတို့ကျန်အကူအကောင်အထောက်ထားလေးတွေခိုင်ခိုင်မာမာနဲ့ဆရာတို့ဟောပြအေးရဖြစ်ပါလေနော်ဆရာတင်ပြပြီးတဲ့ဆရာရှိမှလည်းပြောခဲ့ပါတယ်ဆရာဦးမြတ်ဆန်ကဘာပဲလုပ်လို့ဘာပဲပြောပြောကျန်းကိုထောက်ပြီးတန်းဖောက်ပြီးတာလို့ဆရာပြောခဲ့ဦးပါတယ်အဲ့တော့ဆရာကူကားပြီးတော့ထောက်ထားပြီးတော့ဆရာပြောတဲ့ကျန်းကလည်းဇောတိတဓပ္ပနကျန်းလို့ခေါ်ပါတယ် ဇောတိတာဓပနာကျမ်းဆိုတာကဘလူကျမ်းမျိုးလဲလို့ဆိုရင်ဣရင်ဆရာကြီးပညာရှင်တွေအသိပညာရှင်တက်ပညာရှင်များကတော့အထူးပြောစရာမလိုပါဘူးသိပြီးသားပါခင်ဗျာနော်အဲ့တော့ကဘာမှာစာပေတွေထဲမှာရှေ့အကျတော့ဘီဒင်ကျမ်းကလေးကျမ်းရှိပါတယ်ဘီဒင်လေးပုံလို့တော့ခေါ်ကြတာပေါ့ဗျာအဲ့ဒီဘီဒင်လေးပုံကဘာတွေလဲဆိုရင်နော်အရင်လိုခေါ်တဲ့ဣဥဘီဒင်လို့ခေါ်ပါတယ်နော် ယဇုပေဒလို့ခေါ်တယ်ယဇုပေဒင်။နောက်တာမပေဒင်အထပရပေဒင်လို့ခေါ်တယ်ပေဒင်၄ပုံရှိပါတယ်။ဒါကတော့ပညာရှင်တွေပညာတတ်တွေဇာတာလို့ခေါ်တဲ့လက်ယုံနဲ့တွက်ချက်တဲ့ပေဒင်ဆရာကြီးတော်တော်များများသိပါတယ်ခင်ဗျာနော်။အာရှင်းအကြသုံးစာပေဒီထဲမှာလာတဲ့ပေဒင်၄ပုံလို့ခေါ်တဲ့ပေဒင်ပညာတွေဖြစ်ပါတယ်။အဲ့ဒီပေဒင်ပညာတွေကိုအထောက်ပံ့ပြုတဲ့ကျွန်တော်တို့ပေဒင်ကျမ်းကြီးရလဲကျွန်တော်အဲ့ပေဒင်လဲကျမ်းကြီး၄ကျမ်းကို ထောက်ပံ့ပြည့်တဲ့ဘီဒင်ရဲ့အစိတ်ပိုင်းလို့ခေါ်တဲ့ဝီဒင်ငါလို့ခေါ်တဲ့ဘီဒင်ကျန်းကတော့6မျိုးရှိတယ်ဗျနော်အဲ့ဒါတော့ဝီဒင်ငါလို့ခေါ်တဲ့ဘီဒင်ကျန်း6မျိုးရှိပါတယ်အဲ့ဒီဘီဒင်ကျန်း6မျိုးကဘာတွေလဲလို့ဆိုရင်တိတ်ခါတဲ့ကပ္ပဗျာကရဏတဲ့နိယုတ်တာတဲ့စံတော်ဝိစီတီနော်ဇောတိတာလို့ခေါ်တဲ့ဘီဒင်ကျန်းရှိပါတယ်ခင်ဗျနော်အဲ့ဒါကကျွန်တော်တို့ဘီဒင်လေးပုံကိုအထောက်ပံ့ဖြစ်စေတဲ့အစိတ်ပိုင်းပေါ့ဗျာအဲ့ဒီ အစိပ်ပိုင်းကြီးကခုနကျွန်တော်ပြောတဲ့ကျန်း၆ကျန်းရှိပါတယ်။ထုံနည်းတူစွာပဲကျွန်တော်တိတ်ခါဆိုတဲ့ကျန်းကတော့ဝေရရဲ့နှခေါင်းလို့ကျွန်တော်တို့ပညာရှင်တွေကသတ်မှတ်ခဲ့ပါတယ်ခင်ဗျာနော်။ကပ္ပဆိုတဲ့ကျွန်တော်တို့ဒီရင်ကျန်းကတော့ဝေရရဲ့လက်လို့ကျွန်တော်တို့သတ်မှတ်ပါတယ်။နော်။ဘာကရဏဆိုတဲ့ဤဝေရပညာကတော့ဒီရင်ရဲ့ကရွင်းလို့ကျွန်တော်တို့ရှေ့ပညာရှင်တွေကသတ်မှတ်ခဲ့ပါတယ်ခင်ဗျာ။နောက်ကျွန်တော်တို့နိယုဒ္ဓတို့ခေါ်တဲ့ ဣရင်ကျမ်းကတော့ဝိဒရဲ့နာလို့ကျွန်တော်တို့သတ်မှတ်ပါတယ်။ထိုနည်းတူသွားပဲဆန်တော်ဝိသဒီလို့ခေါ်တယ်။ဝိဒပညာကတော့ကျွန်တော်တို့ဣရင်ပညာရဲ့ခြေထောက်လို့ကျွန်တော်တို့သတ်မှတ်ခဲ့ကြပါတယ်။နောက်သောတိတာလို့ခေါ်တဲ့ဝိဒကတော့ဣရင်ရဲ့ကျွန်တော်တို့ဝိရင်ဝိရင်ပညာရဲ့မျက်စိလို့အတိအသီးသတ်မှတ်ခဲ့ကြတယ်။ဣရင်ကျမ်း၆ကျမ်းဖြစ်ပါတယ်ခင်ဗျ။နော်။အဲ့တော့ကျွန်တော်ရှိရပြောခဲ့တဲ့ဆရာကြီးဦးမြတ်ဆန်းကကျမ်းအကိုကား အထောက်ထားနဲ့ပြောတဲ့အခါမှာအခုဆရာကင်ပြီးတော့ဟောပြောနေတာကတော့ဇောတိတတပ္ပနာလို့ခေါ်တဲ့ကျမ်းဖြစ်ပါလေ။အဲ့ဒီကျမ်းကတော့ဘုန်းကကျွန်တော်ပြောတဲ့ဝေဒရဲ့မျက်စီလို့တတ်မှတ်ထားတာပါခင်ဗျ။နော်။ဇောတိတကျမ်းမှာအချိန်ကာလနဲ့ပတ်သက်တာတွေနော်အတက်ပညာအချိန်ကာလအလျောက်ကြောက်ရွံ့တတ်သောသူ့ပါသူ့ပါကောင်းကျိုးဆိုးဖြစ်တယ်။ကာမဝိပါကလို့ခေါ်တဲ့ကြိုတင် ဟောပြောနိုင်တဲ့အတက်ပညာတွေပါပါတယ်ခင်ဗျ။နော်။အဲ့လိုမျိုးပဲ တော့ကျွန်တော်တို့အဲ့ဒီဗီဒီညာ6မျိုးမှာကျွန်တော်မျက်စိနဲ့တူတဲ့ဇောတိတာချမ်းမှာလေကျွန်တော်တို့ဗီဒီချမ်းက3မျိုးပြန်ကွဲပါတယ်ခင်ဗျာနော်ဘလို့3မျိုးပြန်ကွဲလဲဆိုလို့ရှိရင်ကျွန်တော်တို့တိတ်တာနော်တန်ဟိတာဟောတာလို့ခေါ်တဲ့ဥရာဆိုတဲ့ဗီဒီချမ်း3မျိုးပြန်လဲကွဲပါတယ်ခင်ဗျာနော်အခုဆရာတင်ပြပေးမယ်စီဝါတက်ခြင်းတပ်ပန်းသင်းဆိုတဲ့အခါကတော့တန်ဟိတာလို့ခေါ်တဲ့တန်ကြဟစီရင်မှုအပိုင်းများလည်းဖြစ်ပါတယ်ခင်ဗျာနော် ဲ့တော့ကျွန်တော်တို့ဒီသောတိတကျမ်းမှာပါတဲ့ကျွန်တော်တို့တိတ်တာဟုတ်တယ်နော်တိတ်တာပေါ့ဗျာတိတ်တာဆိုတာကဂျူသွားတွေကိုတက်တွက်တဲ့အတတ်ပညာဖြစ်ပါတယ်နောက်ကျွန်တော်တန်ဟိတဆိုတာကခုနကကျွန်တော်ပြောတဲ့ရေရရာတွေအစီရင်တွေကိုတွက်ချရတဲ့အတတ်ပညာဖြစ်ပါတယ်တန်ကြာလို့လည်းခေါ်ပါတယ်နောက်ဟောတာဆိုတာကတော့ဇာတာတစ်ခုကိုကြည့်လိုက်တယ်ဒီဇာတာကတော့သိုးတယ်ကောင်းတယ်စသဖြင့်ကျွန်တော်တို့တွက်ချရတဲ့အတတ်ပညာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ပြောတဲ့ပထမမျိုးကတိတ်တဆိုတဲ့တိတ်တတာကတော့ကျွန်တော်တို့ကဏိတာမျိုးလို့ခေါ်ပါတယ်တွက်ချရတာပါအဲ့တော့တန်ဟိတာနဲ့ဟောတာဆိုတာကတော့ကျွန်တော်ပရိတာမျိုးဖြစ်ပါတယ်မဟောပြောရတဲ့အတတ်ပညာဖြစ်ပါတယ်ခင်ဗျာနော်အကြောင်းမလို့ကဏိတာတွက်ချက်ခြင်းပရိတာဟောပြောခြင်းလို့ဆရာကြီးကပြောခဲ့ပါတယ်အကြောင်းမလို့ဆရာတို့ကကျမ်းကိုထောက်ပြီးကျမ်းပေါက်ပြီးတယ်ဆိုတာကတာမန်လက်ဆန်းပညာနော်တာမန်အချိန်ကာလ၄နဲ့မဟုတ်ပါဘူးကျမ်းအကူကအထောက်အထားခိုင်ခိုင်လုံလုံနဲ့ ကျွန်တော်တို့ဘီရင်လေးပုံဆိုတဲ့အတတ်ပညာတွေထဲမှာကျွန်တော်တို့အထောက်ပံ့ဖြစ်စေတဲ့ဇောတိတတပ္ပရာဆိုတဲ့ကျွန်တော်တို့ကျမ်းကိုကိုးကားပြီးတော့မှဆရာတို့ကဟောပြောခြင်းဖြစ်တော်ဖြစ်တဲ့အတွက်ယုံယုံကြည်ကြည်နဲ့ခொနည်းသာသမီများလိုက်လံပြုလုပ်မယ်ဆိုရင်ကိုယ့်ရဲ့ဇီဝရေးလူမှုရေးကျန်းမာရေးအိမ်အောင်ရေးများကိုထိတိယောက်ယောက်အောင်မြင်စေမယ်လို့ဆရာဦးမြတ်ဆန်ကတော့အာမခံပါတယ်ခင်ဗျာနော်အချို့လဲဆရာအကြောင်းကိုတည်ပြီးသားပါဆရာကအရင်တော့ဆိုရင်နယ်လှည့်ပြီးဟောတာပါကျွန်တော်တို့ ဟိုအထက်ဆိုလို့ရှိရင်ကျွန်တော်တို့မြစ်ဆုံညကြီးနာအထက်မြစ်ဆုံဒီကျွန်တော်တို့ရောက်ပါတယ်အရှိဆိုရင် တာချီလက်အနောက်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ဟွာပေါ့တောင်ကုတ်ပေါ့နော်တန်တွဲတောင်ကုတ်စသဖြင့်ပေါ့နော်ကျွန်တော်တို့အောက်ဆိုလို့ရှိရင်ကောတောင်ကျွန်တော်တို့ကျွန်တော်တို့ရောက်ပါတယ်ကျွန်တော်တို့ဆိုလို့ရှိရင်ရံပြဲကျွန်းဒီရောက်ခဲ့ပါတယ်ခင်ဗျအကြောင်းမလို့ဆရာကအနေနဲ့ရဲ့ရံမှာလဲလဲလဲပြီးတော့ဟောပြောခဲ့တာဖြစ်တာဖြစ်တဲ့အတွက်ဆရာတို့ရဲ့အတွေ့အကြုံဘဟုတုတ္တဆရာတို့ရဲ့အသိဉာဏ်အတတ်ဉာဏ်များနဲ့ပေါင်းစပ်ပြီးတော့မှာ ကနေသားပြည်များအတွက်အကျိုးစီးပွားရေရာအလားအိမ်တော်ကြီးရေရာနော်တိုက်ရိုက်ဆင်ရင်းအကြောင်းမလို့တိုက်ရိုက်တယ်တဆင်တယ်ဆိုတာကကျွန်တော်တို့ဟောတာပြောတာနဲ့မတူပါဘူးအမတန်အရေးကြီးပါတယ်ခင်ဗျအောင်းတော့တမ်းမရင်နတ်များတော်ကဲလိုက်လို့မရဘူးလို့ဆရာရှိမှလည်းပြောခဲ့ဘူးပါတယ်အကြောင်းမလို့အားပဲလို့လို့နော်ကျွန်တော်တို့တဲနဲ့ဆုပ်ပဲတယ်လို့အဖြစ်ဖို့တော့အရေးကြီးတာပေါ့ဗျာကျွန်တော်တို့ဒါကတော့ဤနဲ့တင်းနေဒါကတော့ရေးနဲ့တင်းနေစသဖြင့် ဆရာတို့ပြောတဲ့အချိန်နာရီတိတိကျကျပြုလုပ်မယ်ဆိုရင်အင်မတန်မှအောင်မြင်စေတတ်ပါတယ်။ဟောတချို့ကြတော့လေအင်ချမ်းမီနဲ့ပတ်သက်တာလေးတွေလာမေးကြတယ်။ဆရာပြောတဲ့အတိုင်းအောင်မြင်ကြတယ်။သူဆရာရဲ့တိတော်မှလည်းဒါလာမေးကြတယ်။အချို့ကြတော့လေဆရာကိုပုံဆက်ပြီးမေးကြတယ်ပေါ့ဗျာ။အကြောင်းမလို့ဘာကြောင့်မဲအောင်မြင်အောင်မြင်ဘာကြောင့်မဲကြီးပွားကြီးပွားဘလို့ပဲကြီးပွားပြီဖြစ်စီဆရာတို့ဟောလိုက်ပြောလိုက်လို့အောင်မြင်သွားတယ်ကြီးပွားသွားတယ်ဆိုရင်ဆရာတို့ဝမ်းသာမသိအတိုင်းမသိဝမ်းသာပါတယ်။အကြောင်းမလို့ ခုနှစ်သားမျိုးများနေနဲ့ဆရာအခုပေးထားတဲ့ခေါင်းစဉ်ပေါ်မှာမူတည်ပြီးတော့မှစီးဝါတက်ခြင်းတပန်းစဉ်ဆိုတဲ့ကဏ္ဍကနေပြီးတော့ဣတိကြကြလိုက်လံပြုလုပ်ကြပါလို့ဆရာကတော့ပြောကြားခြင်းပါတယ်။အဲကြောင့်မလို့ပြီးခဲ့တဲ့ဘက်ကတောက်ကြအတွက်ပြောသလိုဒီတစ်ပတ်တော့စနေသားမျိုးများအတွက်ပြောမှဖြစ်ပါလေ။စနေသားသမီးများကတဲ့စနေရက်ဓာတ်ဖြစ်တဲ့တနင်္ဂနွေပေါ့ဗျာအန်တော်တက်လို့ခေါ်ပါတယ်။ဓာတ်ဖြစ်တဲ့အမြင့်ကိုရေလောင်ပင်းစည်းကိုရွှေချအညို့ဖရာလူဆိုတဲ့ကဲ့သို့စနေသားသမီးများဟာနော်ကျွန်တော်တို့ တနင်္ဂနွေနိုင်အုံပန်းအုံညဒါလေးတွေကိုဘုရားကိုလှူပါခင်ဗျနော်ပြီးလို့ရှိလို့ရှိရင်တနင်္ဂနွေမှာအုတ်ထုတ်ကလေးတွေကောင်းမှစောင်းပါနော်အဲ့လိုစောင်းတဲ့အခါမှာလေနော်စနေသားသမီးများဟာအကျူရောင်တော့ရှောင်းပေါ့ဗျာကျန်တဲ့အယောင်တွေစောင်းလို့ရပါတယ်ခင်ဗျနော်အကျူရောင်တော့မစောင်းသေးခြင်းဘူးနော်ထုံနည်းတူသွားပဲတောက်ကြအကြောင်းဆုံးဖက်နက်ကလေးတွေစီးပါခင်ဗျာဒါပိုကောင်းပါလေခင်ဗျာနော်အမြေကိုရေလောင်းတဲ့နော်အောက်ကဆောက်ဒါဓာတ်ဆင်တဲ့လူလဲခေါ်ပါလေခင်ဗျာနော်ပြီးတော့ရှိတော့ရှိရင်တုတ်တာရန်ကျိုးတဲ့ တောက်ကြမြောက်ရက်ကိုမသွားပါနဲ့နောက်တစ်ခုကကျွန်တော်တို့တိတိကိုမျိုးကိုလည်းအိမ်ဖျားမှာတူပါခင်ဗျနော်အဲ့တော့အင်္ဂါနေ့မှာဘာပဲလုပ်လို့အောင်မြင်နေလဲဆိုရင်စနေသားသမီးများအတွက်အင်္ဂါနေ့မှာလုပ်ပါခင်ဗျအင်္ဂါနေ့မနေ့ပိုင်းမှာကျွန်တော်တို့ကိုယ့်အိမ်ရဖျားမှာနော်ကျွန်တော်တို့အုံမှန်လေးကိုတူပါခင်ဗျနော်အုံမှန်လေးကိုတူပါဒါဆိုရှင် ကိုယ့်ရဲ့အကြံစီတီအောင်မြင်စီတတ်ပါတယ်ခင်ဗျနော်နောက်တစ်ခုက တောက်ကြနေမှာစနေသားသမီးများတောက်ကြနေမှာကျွန်တော်တို့စီးပွားရေးကိစ္စတွေလှုပ်ဆောင်ရမယ်အကြံစီတွေလှုပ်ဆောင်မယ်ဆိုရင်တောက်ကြနေမှာလှုပ်ပါခင်ဗျာသုံးမှာမဟုတ်ကျွန်တော်တို့အိမ်တော်ရေးကိစ္စတွေအခြေရေးကိစ္စတွေလူငယ်များပေါ့ဗျာလုပ်ငန်းတွေပြုလုပ်တော့မယ်အိမ်တော်ရေးစီးပွားအိမ်တော်ရေးအခြေရေးเนาะအဲ့လိုမျိုးပေါ့ဒါလေးတွေလှုပ်တော့မယ်ဆိုလို့ရှိလို့ရှိရင်တနည်းလာနေမှာလှုပ်ပါခင်ဗျာเนาะဒါဆိုလို့ရှိလို့ရှိရင်ကိုယ်တို့ကံကောင်းခြင်းတွေဖြစ်စေတတ်ပါတယ်လူရဆန္ဒလည်းပြည့်ဝစေတတ်ပါတယ်ခင်ဗျာအဲမိမိတို့က တေဇအရက်လို့ခေါ်တယ်စနေရက်တေဇအရက်ကတော့ကျွန်တော်တို့အရှိအရက်ပါခင်ဗျာနော်အရှိအရက်ကိုကျွန်တော်တို့သွားပြီးတော့တကွန်ကုတ်ကမလေးဘွားပေါ့စသဖြင့်ပေါ့ဒါလေးတွေတူကြမ်းပြီးတော့လိုတဲ့စုတွေတောင်းမယ်ဆိုရင်လေကံကောင်းခြင်းတွေဖြစ်စေတတ်ပါတယ်ခင်ဗျာနော်အကြောင်မလို့ဘုန်းတော်ကိုယ်တွေကြီးမယ်ကိုလိုရာဆန္ဒတွေပြည့်မယ်အထူးသဖြင့်မှားကျင်တာကတော့ခொနည်းသားသမီးများရှေ့ channel ဒီမှာဆရာမပြောခဲ့ပါဘူးအခုဒီ channel မှာတော့ဆရာကအသေးစိတ်ကလေးတွေပြောပြပေးပါမယ် ခொနည်းသာသမီများအတွက်နန်တော်နန္ဒငါးပါးနဲ့ပတ်သက်တဲ့ကာယကံဝစီကံမနောကံဒီပြမမိရာရှိရင်ကြည်အောင်တော့ဆူတောင်းကြပါဗျာကိုမအမေရှိသေးတဲ့ဆိုရင်တက်ရှိပေးရအဖေရှိသေးတဲ့ဆိုရင်တက်ရှိပေးရအနန်တော်နန္ဒငါးပါးတော့မပြမမိဘူးအရန်ရေးကြည့်ပါတယ်ပြစ္ဆာနန္ဒီယကံထိုက်ရင်တော့ဘယ်ရေရာမှမကင်နိုင်ပါဘူးခင်ဗျာဒါကြောင့်မလို့ကိုယ့်ရဲ့အဖေအမေများကိုလည်းတတ်နိုင်တဲ့ဘက်ကနေပြုစုလုပ်ကြည့်သမှုပြပါဒါကလည်းအတိတ်ကံနဲ့စိုက်ပါတယ် ကိုကမိဘတွေကိုပြုစုလှုပ်ကျွေးမှကိုယ့်ရဲ့သားသမီးများကလည်းပြန်လဲပြီးတော့မှကိုယ်လှုပ်ကျွေးမှဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျတော့အတိတ်ဆိုတာအရေးလို့ပဲ။ကိုကကောင်းတာလုပ်မှကိုဘောပြန်လာမဲ့သားသမီးများရှိပါတယ်ခင်ဗျ။အဲကြောင့်မလို့ခုနှစ်သားသမီးများအနေနဲ့အမိအဖဆရာသမားများကိုပူဇော်ကြတော့ခြင်းဖြင့်ဦးကြီးဦးလေးတော်ကြီးတော်လေးစသဖြင့်ပေါ့လေ။အဲ့ဒါတွေကိုကိုတက်နိုင်တဲ့ဘကနေပြီးတော့ဟလာအမင်းတစုံဟင်းတစ်ခွက်ပဲဖြစ်ဖြစ်မုန်းတစ်ခုပဲဖြစ်ဖြစ်နော်တက်နေတဲ့တော့ကလေးလူစမ်းပြီးတော့ ကိုယ့်ရဲ့လူရဆန္ဒတွေစုတောင်းပါလို့ပြောကြရင်ရွှေညာမြေ channel မှာတစ်ဆင့်အနေသားသမီးအားလုံးဒေးပြားတွေဝေးကွာပြီးအစ်စီတန်လူရဆန္ဒတွေပြေဝကြပါပြီခင်ဗျာ